ဂိုးပြက်ချေပြက်နဲ့အင်ဂွင်းကြီးမှာရှုံးနေခဲ့ပြန်တဲ့လီဗာပူးအားလုံးမင်္ဂလာပေါင်းနေပြေဆုံးကြပါစေ။ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲကျွန်တော်မနေ့ညကကန်သွားတဲ့ပွဲစဉ်လေးပေါ့နော်။ဒါကြတာပတိနေမနဲ့အစောပိုင်းမှာကန်တဲ့ဒါအင်ဒါ EFL ကရောင်း4ပေါ့နော်။သရုပ်ထားအဆင့်ပွဲစဉ်တွေပြန်ကန်ကြတဲ့ Liverpool တင်းနဲ့ Crystal Palace အတင်းတို့ရဲ့ဒါပွဲပြီးသုံးသက်ချက်ဆိုတာထက် အဲကျွန်တော်ပွဲကိုလည်းဟိုတက်ဝက်လောက်ပဲကြည့်လိုက်တာဗောနော်ပြတ်တောင်ပြတ်တောင်ဖြစ်နေရတော့ကြောင့်ကျွန်တော်သုံးသက်ချက်တော့အပြည့်ဝရတော့မလုပ်ပြီးတော့ဒါပေမဲ့မြင်လာတဲ့အမြင်နဲ့အတွေးအမြင်လေးတစ်ခုကိုကျွန်တော်အဘောသုံးသက်ချက်လာပြီးတော့ လုံပေးတာလည်းဖြစ်ပါတယ်။အဲဆိုတော့ Liverpool ကမနေ့ညကကန်သွားတဲ့ပွဲမှာဆိုလို့ရှိရင်ဒါမြန်မာစံတော်ချိန်2:55မှာကန်တယ်ပေါ့နော်။ကျွန်တော်မှဒါပွဲကြိုးစမ်းချက်တင်ပေးထားပါသေးတယ်။အဲ့ဒီမှာတုန်းကလေးကလည်းကျွန်တော်ပြောတယ်အသင်းကတိတ်ပြီးတော့အခြေအနေမကောင်းနိုင်ဘူး။ဒါ view design နဲ့ကစားသမားတွေအဓိကကစားသမားအများစုထည့်ပြီးတော့တုံးမှအစီအပြေလိုက်မယ်။မဟုတ်ဘူးဆိုလို့ရှိရင်တော့တိုင်ပတ်နိုင်ကြီးရှိတယ်ဘာညာဆိုပြီးတော့မှကျွန်တော်ပြောခဲ့သေးတယ်။ပြောလို့မှမဆုံးသေးဘူး။ညကဂိုးပြန်နဲ့ရှုံးတာပဲပေါ့နော်။ဆိုတော့ဒီပွဲစဉ်မှာလည်းကျွန်တော်ခံမှန်းမိတဲ့တော့က ဒီလောက်ထိအခြေအနေဆိုးမယ်တော့မထင်ဘူးဗျာဒါပွင့်လင်းပြောတာလီဗာပူးသင်းနေနဲ့ခရစ်စတယ်ပဲလစ်ကိုခတ်ခဲပေမဲ့တည်ရလောက်ကြသွားပြီးတော့အချိန်မိုကြမှစက္ကန့်ပြီးတော့နိုင်သွားရလဲဖြစ်ကောင်းဖြစ်နိုင်နေဆိုပြီးတော့မှကျွန်တော်ဟိုပြောထားသေးတယ်ဒါပေမဲ့မင်းညာတကယ်တကယ်ကန်တဲ့အချိန်မှကြတော့ အတင်းကတော်တော်လေးအခြေအနေဆိုးတယ်ပေါ့နော်အခုကဘယ်လိုဖြစ်လဲဆိုတော့ကစားသမားတွေကတယောက်တယောက်ကြားမှာယုံကြည်မှုလည်းမရှိတော့ဘူးနားလည်မှုလည်းမရှိဘူးအရင်တော့ကတိဆောက်ခဲ့တဲ့အတင်းဒီရာကန်ကလော့တီးခဲ့တဲ့အတင်းကလည်းမရှိတော့သလိုပြီးတော့ပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံဖြစ်ထားတဲ့အတင်းကဟုတ်ကောဟုတ်ရဲ့လားဆိုပြီးတော့မေကိုထုတ်ရတဲ့အထိကိုလီဗာပူးကတော်လေးအခြေအနေဆိုးလာတာကိုကျွန်တော်တို့တွေ့ရတယ်မင်းညဆိုလို့ရှိရင်လည်းကျွန်တော်အဓိကအပြစ်တင်နေတာကတော့ဒီပွဲစဉ်မှာအာနက်စလော့ကိုပဲအပြစ်တင်ရမှာပဲဘာလို့လဲဆိုတော့ ဘောလုံးပွဲတစ်ပွဲမှာနိုင်တာရှုံးတာနဲ့ကညီးပြနဲ့အများကြီးသက်ဆိုင်တယ်ဗျာ။ဘာလို့လဲဆိုတော့ကစားသမားတွေကကိုယ်စိတ်ကြဝန်ခံလို့မမရတာ။ညီးပြတဲပေးမှသူတို့ကဝန်ခံလို့ရတဲ့အနေအထားမျိုးဆိုတော့အနက်စလော့မှာအပြည့်အဝတောင်းရှိရလို့ကျွန်တော်ကထင်တယ်။သူတွေးလိုက်တာကတော့ဘလို့တွေးလိုက်လဲဆိုတော့ကျွန်တော်ထင်တာပဲပြတာပေါ့နော်။နောက်ပွဲစဉ်တွေကလည်းခက်ခဲကြမ်းတမ်းအောင်ပဲ Aston Villa နဲ့ Gamma တွေရှိတယ်။ပြီးလို့ရှိရင် Real Madrid ကိုသွားကြံအမဲ Champions League ပွဲတွေလည်းရှိတယ်။ဆိုအဲပွဲစဉ်တွေမှာအာယုံဆိုင်ဖို့လိုတဲ့အတွက်ဒီ EFL ကတော့ငါတို့ဂယူးမဆိုင်တော့ဘူးကွာ။ရှော်လိုက်တော့အောင်မယ်ဆိုတော့အကွက်မျိုးနဲ့ကန်သွားရလို့ကျွန်တော်ကထင်တယ်။ အဲ့ဥစားမဟာအမားပဲပေါ့နော်ဘာလို့လဲဆိုတော့ဗျာဒီပွဲစဉ်ရှုံးတော့မရှုံးတော့ကျွန်တော်တိတ်ပြောဂရုမစိုက်ဘာလို့လဲဆိုတော့ EFL ကဆိုတာအတင်းကြီးတော်များအရန်ကြီးအားထားတဲ့ဘလာတုံးတော့မဟုတ်ဘူးဒါ official ပေးတဲ့ ဖလားလုံးမှန်တယ်ဒါပေမဲ့ဒီဖလားအမြင့်ဆုံးဝင်ခွင့်ရတော့မှတနိုင်နိုင်သွားတော့မှဖလားရမှဘိုင်အိုဘယ်ဝင်ခွင့်ရမှလဲဆိုလို့ရှိရင် conference league ကိုပဲဝင်ခွင့်ရမှာဆိုတော့အသင်းကြီးတွေကဒီစုရေးရလဲမလောက်စရာမရှိဘူးအဲ tournament ကလည်းအရန်ကောင်းတဲ့ပြိုင်ပွဲမဟုတ်ဘူးဒီဖလားရလို့လည်းဘယ်မှမမယ်ရဝင်ခွင့်ရမဲ့အခြေအနေမဟုတ်တဲ့ကြောင့် draw များတော့တိတ်ပြီးတော့ဂယုမဆိုင်ကြတဲ့ပြိုင်ပွဲပေါ့နော်ထားပါဒါရှုံးသွားနိုင်တော့ကျွန်တော်မပြောလို့ဒါပေမဲ့ဘာကိစ္စနဲ့ first line နဲ့ကစားသမားတွေအကုန်လုံးကိုအောက်လိုက်ပြီးတော့ second line နဲ့ဒီရောလူငယ်တင်းရကစားသမားတွေတော့ထည့်ပြီးတော့ကန်လာလဲပေါ့နော်ဆိုတော့ကန်နေဆိုရင်လည်းထားပါအောင်များဒီ second line နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့အဓိကကစားသမားတွေခေါ်လာလဲရတာပဲအရန်ကုန်ပါဒါပေမဲ့ကျွန်တော်ညအကြည့်တလောက်နှစ်ယောက်သုံးယောက်ပဲအဓိကကစားသမားပါတယ်ပေါ့နော်လဲမယ်ဆိုရင်တော့ဘယ်သူမှလဲကြမရှိဘူးအဲ့ဒါကိုကျွန်တော်ပွဲပြီးသွားချက် ပြန်ပြီးတော့တချို့ဟာလေးပြန်တွေးလိုက်တာဘာတွေးလိုက်လဲဆိုတော့ဟိုသူကိုယ်တိုင်ဘာပြန်ပြောထားလဲပေါ့နော်အန်နက်စလော့ပြန်ပြောပါဘာပြန်ပြောထားလဲဆိုတော့သူ့မှာတဲ့လဲစရာလုံးမရှိဘူးဆိုတော့ဒါကသူခေါ်လာတာလေဗျာဒီတော့ကျွန်တော်တို့ကဟေးဒီလူတွေထက်ကန်ဟေးဆိုပြီးတော့ပြောလိုက်တယ်မှာမဟုတ်တာသူကသူဒီလူတွေခေါ်လာပြီးတော့သူ့မှာလဲစရာလုံးမရှိပါဘူးဘာညာဆိုတော့ဘာထက်လုပ်ပြရအောင်မလဲပြီးတော့သူ့အသင်းလောက်တောင်းတင်းတာသူ့အသင်းပဲရှိရဗျာ ဟိုတနေရာမှာနှစ်ယောက်လောက်တော့အနည်းဆုံးရှိရကျွန်တော်တို့ကအာဆင်နယ်ကိုသာတောင်းနှင်းနေပြောရမယ်အာဆင်နယ်တောင်းနှင်းတာပြီးသွားလို့ရှိရင်အဲ့ဒီ Chelsea နဲ့ Liverpool နဲ့ကစားသမိုင်းအင်အားအတောင်းနှင်းဆုံးပဲလူတွေမှအများကြီးပဲခေါ်ထားတာတပုံကြီးဒီနေ့ဆိုလို့ရှိရင်တိုက်စစ်မှုတွေဆိုလို့ရှိရင် AGTG ရော Alexander Isak ကိုနှစ်ယောက်တောင်းခေါ်ထားတာဒီလိုအသင်းမျိုးပေါ့နော်ဒါဟုတ်တော့လဲကြရမရှိဘူးဆိုတော့ဘာထက်လုပ်ပေးရမလဲသိရမလားဒီပိုင်ရှင်တွေဘက်ကထပ်ပြီးတော့ဟိုလာလုပ်ပေးရအောင်မှာ FSC group ဘက်ကထပ်ပြီးတော့ပဲထောက်ပံ့ပေးရအောင်မှာလာဒါကတော့ ိတ်မဟုတ်ဘူးလို့မြင်တယ်အခုနောက်ပိုင်းမှာ arnest law ကိုကျွန်တော်တိတ်ပြီးတော့သဘောမကျတာ reason နဲ့ excuse တွေနည်းလေးများတယ်ပေါ့နော်အဲ့ဒါလေးတခုကျွန်တော်တော်လေးသဘောမကျဘူးအခုနောက်ပိုင်းမှာတခုဆိုလို့ရှိရင်ဟိုဟာဖြစ်လို့ဒီဟာဖြစ်လို့ဆိုတာတော်လေးများလာတာကရာဂန် clock ကိုကျွန်တော်ဆိုရင် personality ကအရန်ကြိုက်တဲ့နည်းပြတယ်မှာပါတယ်ရာဂန် clock ထွက်သွားပြီးတဲ့အချိန်မှာကျွန်တော်လည်းစိတ်မကောင်းဘူးဒါပေမဲ့ arnest law ကပြီးခဲ့တဲ့ရာသီတော့လုံးပြနိုင်တယ်ဆိုတော့အော်မဆိုးဘူးပေါ့လေဒီဘက်ကတော့ဒါ netherland လာတဲ့ဂရုံးတွေမှာနည်းလေးကြမ်းတယ်ပါညာဆိုပြီးတော့ထင်းခဲ့တာဒါပေမဲ့တကယ်တကယ်ကန်တဲ့အချိန်မှာကျတော့အခုဒီဟာဒီလဲကြတယ်ကြောက် သူ့မှာတိုင်နီကိုပတ်ထွက်နေတာပဲပေါ့နော်အဲ့လိုအနေထားမျိုးဖြစ်နေတဲ့အတွက်ကြောင့် Arneslo အနေနဲ့ pressure ကတော့ဗျာသူ့ကိုအတင်းဘက်ကဒီ FSC group ဘက်ကလည်းမထုတ်ဘူးဘာဖြစ်လဲညာဖြစ်တယ်ပြောထားပေမဲ့ဒီလောက်ရှုံးမွေးစတိုက်ဆက်နေရဆိုလို့ရှိရင်တော့လေအခြေအနေကမကောင်းဘူးဗျာဒါကိုဝင်လင်းပြောတာအတင်းကြီးတင်းကိုကင်နေတာပြီးတော့ကဘာကျော်အတင်းကဘာကျော်အတင်းကိုမှာအင်္ဂလန် Premier League မှာအောင်မြင်မှုအရှိဆုံးအတင်းပြီးပြီးခဲ့ရာဒီမှာချန်ပီယံဖြစ်တာတဲ့အတင်းအဲ့မှာတခုခံတာကသူကပြီးခဲ့တဲ့ရာဒီတော့ချန်ပီယံဖြစ်တာလို့ ချန်ပီယံသားမဖြစ်ထားပဲနဲ့ချန်ပီယံလေးဝင်ဝင်တော့ပဲရကြည်အခုကျန်တော့သူထုတ်ခံရပြီသူကပြီးခဲ့တဲ့နှစ်ကအောင်မြင်မှုနဲ့အချိန်ဝင်လေးဆွဲဆန်ပြီးတော့ဝယ်ထားတဲ့ပုံစံမျိုးဖြစ်နေလို့ကြောင်းတာပေါ့နော်ဆိုတော့ညအပွဲစဉ်အဓိကရှုံးပွဲအဓိကတရားခံတော့ကျွန်တော် Arnest Lot လိုပဲမြင်တယ်ပြီးတော့သူတို့ရဲ့ဒီထုံးစံလည်း Crystal Palace ကိုဆိုလို့ရှိရင်နောက်ပိုင်းပွဲစဉ်မှာလုံးဝမနိုင်တော့တဲ့လောက်ကိုသူတို့မှအသေးအတန်တွေကိုကန်နေရတာဗျာမျိုးရင်းမြောင်ပြောရမယ်ဆိုလို့ရှိရင် Man City က တော်တင်ဟော့စ်ဘောင်မနိုင်သလိုမျိုးပေါ့နော်တော်တင်ဟော့စ်ဘောင်နဲ့တွေ့ရင်မန်စီးတီးမှာပြားရီခတ်ပြီးတော့ပြားရီကိုတုတ်ချက်ပဲပေါ့နော်အခုလည်းအဲ့လိုပဲခရစ်ဆယ်ပလစ်တန်ကန်ရမယ်ဆိုလို့ရှိရင်လီဗာပူးမှာတက်ကြီးကိုပြက်ရီဖြစ်ချင်တိုင်းမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့လိုမျိုးဖြစ်နေတာဖြစ်တဲ့တော့ကြောင့်လီဗာပူးအသင်းအနေနဲ့ ဒါနဲ့ပြင်ဆင်ပြောင်းလဲမှုတွေလုပ်သင့်ပြီလို့ကျွန်တော်ကတော့ထင်တယ်။အာနက်စလော့ကိုအချိန်ပေးတာတော့ပေးတာပေါ့ဗျာ။ဒါပေမဲ့အသင်းကြီးတသင်းဒီလောက်ထိရှုံးနေတယ်ဆိုလို့ရှင်တော့လေအချိန်ကြီးကတော့မကောင်းတော့ဘူးဗျာ။မန်ချက်စတာနဲ့သာဖြစ်ကြည့်ပရက်ရှာတွေပိုဝင်ပြီးတော့အခုကျွန်တော်ဆိုလို့ရှင်ရူဘင်အမိုရွန်လိုမျိုးတွေမှာထိုင်ကုန်ကြီးမှာထိုင်ပြီးတော့ဒီလိုမျိုးပုံစံကြီးတွေပါတော့ဖြစ်နေတော့ပြီ။ဒါလီဗာပူးဖြစ်နေပြီးတော့ပရက်ရှာအရင်မများလို့ပြီးတော့နောက်တစ်တစ်ခုကပြီးခဲ့တဲ့နှစ်တော်ကသူတို့ချန်ပီယံဖြစ်တာလို့မဟုတ်လို့ရှင်အခုကျွန်တော်ဆိုအာနက်စလော့လည်းအဲ့ဒီမရှိတဲ့ဂရုံးကြီးတော့မှာထပ်ပြီးတော့ပြောင်းနေလောက်တဲ့အနေအထားတစ်ခုမှာရှိရလို့ထင်တယ်။ညအပွဲစဉ်မှာဂိုးပြက်ချပြက်ရှုံးသွားတယ်။ဒ တစ်ဖက်က Crystal Palace ကိုမနိုင်ဘူးဆိုတာလည်းသိတယ် Crystal Palace ကအဓိကကစားသမားတချို့တွေတုံးလာမယ်ဆိုတာလည်းသူသိတယ်အဲ့ဒီဥစားကြီးကိုအရန်နေပြီးထုတ်ကန်သွားတာကတော့ကျွန်တော်အနေနဲ့ဘလို့မဟုတ်သဘောကျစရာမရှိဘူးရှုံးတာနိုင်တာကိုကျွန်တော်မပြောလို့ဒါပေမဲ့ winning mentality ဆိုတဲ့ဥစားမရှိတော့ဘူးဗျာ နောက်ပွဲစဉ်တွေကံမယ်အတိအကျအစားသမားတွေထဲ့ကံတယ်ပဲထောင်းပြီးခဲ့တဲ့ပွဲတွေကအဲ့လောက်ဇက်တိုက်ကြီးရှုံးလာမှာတော့ဘလို့လို့ဖောင်းတစ်ခုရှိတော့မလဲပြီးတော့ယုံကြည်မှုကနားလည်မှုကဘလို့လို့တရားတော်ကြားမှာရှိတော့မလဲပေါ့နော်ပြီးတော့ SDM လောက်ရှုံးကြည့်အပွဲကဒူးတော်တိုင်းကံရတော့မယ်ပွဲ SDM လောက်ကိုတေချာဘက်ကိုနိုင်မှရတော့မှာမဟုတ်ဘူးဆိုရင်နောက်ပိုင်းပွဲစဉ်တွေပို့ဆိုးတော့မှာ Real Madrid ကိုဒီချိန်နဲ့နိုင်မယ်ထင်လို့လားမင်းတို့เนี่ยအများကြီးပဲဆိုရလို့နေသားမျိုးမှာလူချင်းမတော်ဘလို့ထင်လဲ Liverpool တင်းလောက်ထိအချိန်နေဆိုးသွားမယ်လို့ထင်လားပြီးတော့ အားနေစလို့ကိုအချိန်ထပ်ပေးတဲ့နယ်လို့ထင်တာဘယ်လိုမျိုးထင်မြင်စွာမိတာလေးရှိတယ်အောက်က comment မှာဝင်ပြီးတော့မှတ်ငယ်ပြလို့ရပါတယ်ကျွန်တော်နောက်ထပ် video တစ်ခုကြောင့်မှပြန်လည်ဆွေးနွေးကြရအောင်ကျွန်တော်ရဲ့ channel ကိုကြားနေတဲ့လေဆိုလို့ရှိရင် like and subscribe like and follow နေပြီးတော့ကူညီကြလို့ရပါတယ် see you ပါ